ခုနံပါတ်1အနေနဲ့အောက်တောက်ထဲเนาะထမိန်အောက်တောက်ထဲနေရှိမယ်စာမျက်နှာနံပါတ်4မှာเนาะအောက်တောက်ထဲတယ်ဆိုတာဘာလဲဆိုတော့ဆွမ်းတော့ပြောထားသလိုပဲထမိန်ကိုဆွမ်းတော့မဆွဲအောင်လုပ်တာဆွမ်းတော့မဆွဲအောင်လုပ်တာဆိုတော့အောက်ပိုင်းကိုပို့ပြီးတော့တင်လိုက်တာเนาะဒီမှာဆိုလို့ရှိရင်တစ်ချက်ပြထားတယ်အောက်တောက်ကိုနှစ်ခွဲအတွက်အထဲကိုဝင်မယ်လို့ပြောထားတယ်ဘာလို့နှစ်ခွဲဝင်တာလဲဆိုတော့တစ်ချက်ကပုံမှန်ချုပ်စာတက်လက်မှာထားမှာမဟုတ်လို့ဒီမှာလည်းရေးထားပေးပါတယ်ပုံမှန်ချုပ်စာတက်လက်မှာရှိမယ်အထက်ဆင်ရှိမယ်เนาะဆိုတဲ့အခါကျတော့ဒီမှာအခုတစ်ချက်ဝင်နေကြထမိန်ကိုင်းတိုင်းမယ်ဖြတ်လာပြီပေါ့เนาะ customer ပြောတယ်မဖြတ်ပေးလိုက်လို့ရှိရင်ရတယ် အဲ3000ဒေါ်လာ4000မယော်လာ4000 4000ထက်ကျော်ပြီးတော့လာ4000ခွင့်ပြည့်တဲ့စသဖြင့်ပေါ့နော်သူပြောတဲ့အတိုင်းပဲဖြတ်ပေးလိုက်ပြီးဒါသည်ထမိန်ခွင့်ပေါ့နော်မြင်ရပါတယ်နော်ဒါသည်ထမိန်ခွင့်ပေါ့ဒါကအထက်ဆင်တက်မဲ့ဘက်အထက်ဆင်တက်မဲ့ဘက်ကတော့ရှင်းတယ်အထက်ဆင်ရဲ့အလှနဲ့ဒီပိတ်စရဲ့အလှနဲ့အလှချင်းပူးပြီးတော့ ချုပ်ဆက်လက်မအတိုင်းအထက်ဆင်ချုပ်ထားလိုက်ရုံပဲเนาะအထက်ဆင်ချုပ်ထားလိုက်မယ်ချုပ်ထားပြီးပြီဆိုလို့ရှိရင်ဒါမလှဘက်ပေါ့ဒီကျွန်တော်မျက်စိရှိမှရှိနေတာဒီမလှဘက်အများနဲ့ချုပ်မယ်ဆိုရင်အလှချင်းပူမယ်ဒါအလှဘက်ပေါ့အလှဘက်ဆိုအတက်ဘက်ပေါ့เนาะအတက်ဘက်နှစ်ခုကိုဒါမျိုးလေးပူလိုက်เนาะပူတဲ့ခါကျလို့ရှိရင်ဘေးမှာပုံမှန်ချုပ်စာတလက်မရှိမယ်ဆိုတော့ပုံမှန်ချုပ်စာတလက်မအတိုင်းမဲ့ချေလို့ဖိလိုက်တယ်ပေါ့ကွယ်ခရမ်းပေါ်မှာအပြာဖြစ်နေတယ်မြင်ရလားတစ်ချက်ကြည့်ပြီး နော်ပုံမှန်ချုပ်စာတလက်မှအတိုင်းဖယ်လိုက်တယ်ဖယ်ပြီးရင်အောက်ကိုပိုစားကျင်တာမို့လို့နောက်ထပ်တစ်ခွဲထပ်ဝင်လိုက်တယ်နော်တစ်ခွဲဝင်တာဘယ်အချိန်ဝင်ရမှာလဲဒီတစ်ခွဲနေပြီးမှဒီအပေါ်ကိုကျတော့18လက်မှဝင်တယ်18လက်မှဆိုတာပေတံမှတ်နည်းတဲ့လောကပြောပြီးသားပေတံတစ်ချောင်းစာတစ်တောင်ပေါ့နော်တစ်တောင်ရှိတယ်အဲ့ဒီအကျယ်ဝန်းအတိုင်းဒီဘေးချုပ်စာနဲ့သွားပေါင်းလိုက်တယ် ဒါဆိုလို့ရှိရင်ချုပ်တဲ့ခါကြလို့ရှိရင်အောက်ကဒီနှစ်လက်မှဝယ်ဝင်ထားတဲ့နေရာနေချီလေးတုပ်ပြီးတော့ချုပ်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 သွားတာဒီဘက်ကြလို့ရှိရင်ပုံမှန်တစ်လက်မှအတိုင်းဆက်ပြီးတော့ချုပ်သွားရုံပဲဒါဆိုလို့ရှိရင်အောက်ဖက်ကလေးဒီတိမ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ထမိန်ပြီးဝတ်တဲ့ခါကြလို့ရှိရင်ဘလို့မှအောက်စားစွန်းအောင်ဆွဲမနေတော့ရမယ်နော်အဲ့ဒါဒီအောက်တော့ပါအခုတခါပက်လက်တောက်ကိုသွားမယ်ချေလို့နော်ပက်လက်တောက်ကိုသွားမယ်ပိတ်စာအောင်မြင်ရအောင်လို့ချေတဲ့အလှမလှပါတဲ့ဟာလေးယူလာခဲ့တယ်နော် ပတ်လေတော့မှဆိုဒါထမိန်ကွင်းပေါ့နော်တရားထမိန်ကွင်း၄တောင်ဖြစ်ခြင်းဖြစ်မယ်၃တောင်တစ်ဖာဖြစ်ခြင်းဖြစ်မယ်၄တောင်မိုက်ရော့ဖြစ်ခြင်းဖြစ်မယ်ထမိန်ကွင်းနော်အဲ့ထမိန်ကွင်းမှာလည်းအဲ့လိုပဲပတ်လေတော့ဒီလေအလာချင်းပူချလိုက်တယ်ချဲလို့နော်အလာချင်းပူပြီးပြီဆိုလို့ရှိရင်ခောက်ရိုးဘက်ကနေစပြီးတော့မှတ်မယ်ဒါဒီခောက်ရိုးနော်ခောက်ရိုးလေးကိုစပြီးတော့မှတ်မယ်ဒီမှာခောက်ရိုးဘက်ကနေပြီးတော့မှာနော်ကြေးထားပေးပြီးသားထမိန်ပတ်လေတော့ဒီ၅ကွဲတစ်ချက်၁၁လက်မတစ်ချက်၂ချက်ဖြစ်ပေးပါလို့ပြောထားတယ်နော်ဆိုတဲ့အခါကျတော့ဒီမှာခောက်ရိုးဘက်ကနေစပြီးတော့တိုင်းလိုက်မယ်ပေါ့ကွယ်ဒါ၅ကွဲပေါ့နော် ပြီးရင်အဲ့ဒီ၅ခွဲနေရာမှာပြန်ထားပြီးတော့စတလမပေါ့နော်ဆိုတော့၅ခွဲတစ်ခါစတလမတစ်ခါတိုင်းလိုက်တယ်နော်တိုင်းပြီးပြီဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ကက်ကြီးလေးတွေထစ်လိုက်မှာဟိုဘက်ဒီဘက်ကက်ကြီးလေးထစ်လိုက်မယ်ထစ်တဲ့ခါကျလို့ရှိရင်ဒီဘက်မှာပါအရာပေးစရာမလိုတော့ဘဲနဲ့ပေါ်ပြီးသားဖြစ်သွားမယ်နော်ဒီ၅ခွဲနေရာမှာစတလမနေရာမှာကက်ကြီးလေးထစ်လိုက်မယ်ထစ်ပြီးရင်ထောက်ဆွဲမယ်နော်ထောက်လေးရ ဒီမှာခုနလက်မအရှိရှိတဲ့ဒေါက်ဆွဲပါလို့တစ်ချက်ရေးထားပေးတယ်เนาะမိမတယောက်ကတင်ရှော့ကအလွန်ဆုံးရှိလို့ရှိရင်6ခွဲခွန်အဲ့လောက်ပတ်ချာလဲဒါတာမှန်မယ်တချို့ကခါအရန်ရွှေပြီးတော့တင်အရန်ရှော့ရတဲ့သူရှိတယ်အဲ့လိုဆိုလို့ရှိရင်တော့သူ့ရဲ့ဒေါက်ကိုပို့ချပေးလိုက်ပေါ့ခုနလက်မဒီ ready made ထုတ်ဖို့လဲလွယ်တယ်เนาะ ready made ကွင်းထမိန်ထုတ်ဖို့လဲလွယ်တယ်လူတိုင်းတော်မမာဘူးမိမိတော်များတော်မမာဘူးเนาะဒါကြောင့်မလို့တစ်ချက်ကခုနလက်မလို့ရေးထားပေးတာပါဒေါက်ရဲ့တန်ဖိုးဒီတလက်မစီရှိရမယ်ဆိုတော့ဟိုဘက်အချမ်းကိုတလက်မဒီဘက်အချမ်းကို တလက်မှထောက်လီဆွဲလိုက်တယ်ဒါမျိုးလေးပေါ့နော်ဆိုလို့ရှိရင်ထောက်ပုံလေးရဒီလိုမျိုးလေးထွက်သွားမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာတစ်ချောင်းဒီမှာတစ်ချောင်းကက်ကြီးထစ်ထားပြီးတဲ့ခါကျလို့ရှိရင်ဒီမှာတစ်ချောင်းဒီမှာတစ်ချောင်းစုစုပေါင်းပတ်လေထောက်ဒီ၄ချောင်းရှိပါတယ်နော်ပတ်လေတောက်ကမှတစ်ချက်နှစ်မျိုးတင်ထားပေးတယ်စာအုပ်ထဲမှာအရန်ဝတဲ့သူတွေအတွက်ပတ်လေတောက်ရှိတယ်အရန်ဝတဲ့သူတွေကဟိုဖိစကတ်တို့ဂျိစကတ်တို့ဘာညာတွေဝတ်ဖို့လဲအဆင်မပြေဘူးဝင်းထမိမဲ့ဝတ်တာများရတယ်ပေါ့နော် ကွင်းတွင်ဝတ်တာများပြီးတော့တောက်ထည့်ခြင်းနဲ့အရန်ဝရတဲ့သူမျိုးဆိုလို့ရှိရင်တချေတို့ကပက်လက်တောက်ကိုတုံးချောင်းမဲထည့်ပါတယ်နော်အရန်ဝရတဲ့သူတွေအတွက်ပက်လက်တောက်ဒီဒီစာရမှာပဲဆက်ပြောမယ်နော် sorry ဒီပိတ်စာမှာပဲဆက်ပြောမယ်နော်အရန်ဝရတဲ့သူတွေအတွက်ပက်လက်တောက်ဒီသူတို့ရဲ့ခေါက်ရိုးနေရာမှာတစ်ချက်ထည့်လိုက်တယ်နော်ပထမဆုံးပိတ်စာကိုအလှချင်းပူပြီးတော့ခေါက်တယ်ခေါက်ရိုးနေရာမှာတစ်ချက်ထည့်လိုက်တယ်အဲ့ဒီခေါက်ရိုးကနေ16လက်မှกว่าတဲ့နေရာမှာတစ်ချက်ထည့်တယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာတောက်တစ်ချောင်းဒီရလေးကိုကကြည့်ထည့်လိုက်တော့ ဘညာနှစ်ချောင်းဆိုရင်အရန်ဝတဲ့သူတွေအတွက်ပက်လေတောက်တီ၃ချောင်းပဲရှိရမယ်နော်အရန်ဝရတဲ့သူ overweight ပေါ့နော်အကြီးဝရတဲ့သူပေါ့များသောအားဖြင့်ကတော့၄ချောင်းနဲ့ပဲဝတ်တာများတယ်အရန်ကြီးကိုအကြီးဝနေတဲ့သူတွေဆိုမှသာပဲတကယ်လို့ကဒီပက်လက်တောက်၃ချောင်းနဲ့ချုပ်တယ်နော်ဆိုလို့ရှိရင်အဲ့လိုမျိုးတွေကတော့ပက်လက်တောက်ဘယ်နှချောင်းရှိမလဲဆိုရင်၃ချောင်းရှိပဲရမယ်နော်ပြီးရင်ဒီချက် A တောက်ကိုဆက်ပြောပါမယ် ခုအေဒေါနော်အေဒေါဆိုလို့ရှိရင်လည်းအေဒေါကိုတင်တော့လို့လည်းခေါ်တယ်ခွာတော့လို့လည်းခေါ်တယ်ထမင်ကိုအလှချင်းပူလိုက်တယ်ဒီမှာခေါင်ရိုးပေါ့နော်ခေါင်ရိုးဘက်ကနေပဲစပြီးတော့မှတ်ပါတယ်အေတော့ရဲ့ပုံသင်နည်းဒီ3နှစ်တခွဲနှစ်နော်3နှစ်တခွဲနဲ့3လက်မနေရာမှာတစ်ချက်မှတ်တယ်2လက်မနေရာမှာတစ်ချက်မှတ်တယ်နော်ပြီးရင်တခွဲနေရာမှာတစ်ချက်မှတ်တယ်ပြီးရင်2လက်မနေရာမှာတစ်ချက်မှတ်တယ်စသဖြင့်အဲ့လိုမျိုးလေးမှတ်ထားတယ်နော်3နှစ်တခွဲနှစ်နော်အဲ့ဒါဒီအေတော့ခွာတော့တင်တော့ရဲ့ပုံသင်နည်း ဒါပုံမှန်တာမန်အတွက်ပေါ့နော်တကယ်လို့တင်အရန်ကားတယ်အရန်ကြီးတယ်ဝရတယ်ဆိုလို့ရှိရင်၃ဝက်နေ၃ခွဲ၄ထိသွားလို့ရတယ်နော်ပိန်နေတင်မရှိဘူးသေးတယ်ဆိုလို့ရှိရင်၃ဝက်နေ၂ခွဲ၂အထိသွားလို့ရတယ်အနောက်ဘက်က၂တခွဲ၂ကတော့မပြောင်းအောင်ဒီရှိရ၃ပါပဲအတူအလျှော့လုပ်ပေးလို့ရတယ်အနောက်က၂တခွဲ၂တိအမြဲတမ်းပုံတည်ပါနော်ဒါဆိုလို့ရှိရင်ကကြီးတွေထောက်ထောက်လိုက်တယ်ပေါ့ကကြီးတွေထစ်လိုက်တယ်ပေါ့ဟိုဘက်ကိုထင်သွားအောင်လို့လေကကြီးရလေးဖြစ်သွားအောင်ခွဲချောင်းလေးဖြစ်သွားအောင်လို့နော်ဖြစ်သွားပြီးပြီဆိုလို့ရှိရင် ပထမဆုံးထစ်ရနှစ်ခုရဲ့အလဲတဝက်နော်ပထမဆုံးထစ်ရနှစ်ခုရဲ့အလဲတဝက်မှာ ဒီချေတို့ကတောက်စပြီးတော့စွဲမယ်เนาะဒီမှာအကုန်လုံးပြထားပြီးတယ်เนาะဒီမှာပုံလေးတွေအကုန်လုံးပါထားပြီးသားเนาะဒီမှာတင်တောက်အေးတောက်ခွာတောက်ချုပ်ဖို့အထက်ဆင်တက်ဖို့เนาะအကုန်လုံးပါထားပြီးသားဒီမှာပထမဆုံးထည့်ရနှစ်ခုကြားလဲမှာခုနလက်မှရှိတဲ့တောက်စွဲတယ်နောက်ဆုံးထည့်ရနှစ်ခုကြားရဲ့အလဲမှာ6ခွဲရှိတဲ့တောက်စွဲတယ်ဆိုတာအသေးစိတ်ရေးထားပြီးသားเนาะအခုပထမဆုံးထည့်ရနှစ်ခုကဘာလို့ပို့ပြီးတော့လက်မဝက်ရှိတဲ့တောက်စွဲတာလဲဆိုတော့တင်တောက်တွေဒီအလိုလေးပဲလေတင်တောက်တွေဒီဒီလိုပါးစောက်လိုခွက်ခွက်လေးလာပြီးတော့ အပြင်တောက်လေးရနည်းနည်းတိုးတယ်အလဲတောက်လေးရရှိတယ်လဲတောက်လေးရရှိတယ်အပြင်တောက်လေးရတိုးတယ်ဒါမျိုးလေးနော်အလိုလေးလာတာမဟုတ်လို့နောက်ဆုံးထစ်ရနှစ်ခုရဲ့အလဲတဝက်မှာကြတော့6ခွဲရှိတယ်တောက်ဆွဲမယ်နော်အဲဒါကြောင့်မလို့တောက်ရတန်ဖိုးတစ်လက်မှလိုချင်လို့တစ်ခုနဲ့တစ်ခုကြားမှာနှစ်လက်မှခြားခဲ့တာဖြစ်တယ်ဒါကြောင့်ဒီနောက်နံပါတ်တွေကိုမပြောင်းနဲ့လို့ပြောထားတာနော်ဒါဆိုလို့ရှိရင်အရှိချမ်းတောက်က9လက်မှရှိတယ် အနောက်ဆုံးတောက်က6ခွဲရှိတယ်ပေါ့ဒီမှာ2ချောင်းရမယ်ဟိုဘက်ကိုကကြီးထစ်ပြီးတော့ဆွဲထားရင်2ချောင်းထည့်ရမယ်ဆိုစုစုပေါင်း4ချောင်းเนาะစုစုပေါင်း4ချောင်းရသွားပြီပေါ့เนาะဒီမှာဖြန့်လိုက်ပြီဖြန့်ပြီဒီဘက်မှာခဏတစ်ချက်ဆွဲပြမယ်နမူနာအနေနဲ့ကြည့်ပေါ့เนาะတော့ငငယ်ပူရှိသွား ဒါဆိုလို့ရှိရင်ဒီမှာတော့ကလေးချောင်းရတယ်เนาะလေးချောင်းရပြီးပြီဆိုလို့ရှိရင်အထက်ဆင်တက်တဲ့ခါကြလို့ရှိရင်တင်အောင်ကော့ကော့လေးတင်နေရလေးပေါအောင်လို့အေးတော့ခွားတော့တင်တော့ဒီကိုလုံးပေါ်ခြင်းလို့ထဲတဲ့တော့เนาะဆိုတဲ့ခါကြတော့တင်နေရလေးပေါအောင်လို့ white ပြီးတော့တက်မယ်ချဲလို့ပါเนาะ white ပြီးတက်တယ်ဆိုတော့ဒီမှာဒီတောင်းနှစ်ခုရဲ့အလဲဒီတောင်းနှစ်ခုရဲ့အလဲအောက်ကိုလေးစိတ်လောက်ဆင်းပြီးတော့စားလိုက်မယ်เนาะဒီတောင်းနှစ်ခုအတွင်းတောင်းနှစ်ခုရဲ့အလဲမှာလေးစိတ်ဆင်းစားပြီးရင်ဒီမှာပါးစောက်ပုံလေး white ပြီးတော့ဆွဲလိုက်မယ်ပေါ့ ထက်ဆင်တက်တဲ့ခါကြလို့ရှိရင်ဒီဘက်မှာတော့ပုံမှန်တိုင်းတက်လာပြီးတော့ဒီနားရောက်တဲ့ခါကြလို့ရှိရင်သူ့ရဲ့အခုဆွဲထားတဲ့နေရာလေးနဲ့ဆင်းပြီးတက်သွားမယ်။ဒါဆိုလို့ရှိရင်ထမင်းလေးကကော့ကော့လေးဖြစ်နေတယ်။တင်လေးကပို့ပြီးတော့ပေါ်တယ်။ရမယ်နော်။ဒါဆိုလို့ရှိရင်ရိုယိုကွင်းထမင်းရဲ့တောက်တွေအကုန်လုံးပြီးပါပြီ။သုံးလွားလေးလွားကိုဆက်ပြီးတော့တက်ပါမယ်။နောက်တင်ငန်းစာအော်ကွင်းကျိတ်ချမင်းเนาะဒါဆိုလို့ရှင်နောက်တင်ငန်းစာကွင်းကျိတ်ချမင်းတော့ပါမယ်တိချက်ကွင်းကျိတ်ချမင်းကပိန်ပိန်ဝဝဝွက်လိုက်အရန်ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်ပြီးတော့အရန်ကောင်းတဲ့ပတ်တံမှာတင်ပေးမယ်เนาะ